ပတ်ဝန်းကျင်မှာတွေ့နေမြင်နေကြမဟုတ်တဲ့အရာဝတ္ထုပစ္စည်းတွေကိုတွေ့ရင်ထိတာ၊ကင်တာမလုပ်ပါနဲ့။နေရာပြောင်းတာ၊ချွတော့နဲ့ကန်တာ၊ဂဲနဲ့ပေါက်တာ၊အနီးကပ်ဝိုင်းအောင်ကြည့်တာ၊ဓာတ်ပုံရိုက်တာတွေဟာအန်ဒရယ်ရှိတဲ့အပြုမူတွေဖြစ်ပါတယ်။မြေမြုပ်မိုင်းနဲ့စစ်ကြံလက်နက်ပစ္စည်းအန်ဒရယ်သတိရှိပါမကွေးတိုင်းစလင်းမြို့နယ်က ARR မြကန်းဘေးတွေမှာစိုက်ပျိုးထားတဲ့သီးနှံတွေရိပ်ရမရောက်ခင်စောရိပ်နေရလို့အထွတ်နှုံးကြပြီးရှုံပေါ်နေတယ်လို့စလင်းဒေတာက တောင်သူတွေကတနေရှင် boys ကိုပြောပါရတယ်။ ် AR မြည်ရင်မြင့်တက်နေတာကြောင့်ရေမြုံမှာဆိုးလို့မြေကမ်းနားနီးတဲ့နှမ်းဆိုင်ခင်းတွေရိတ်သိမ်းရမရောက်ခင်လူအင်အားအများပြတုံးပြီးရိတ်သိမ်းခဲ့ရတာလို့နှမ်းဆိုင်တောင်သူတို့ကပြောပါတယ်ရိတ်သိမ်းချိန်မကြသေးပဲရေရတော့အထွန်းနှုံးရောတာပေါ့ရတဲ့တလောက်မရတော့ဘူးထင်ထားတလောက်မထွက်တော့ဘူးတချို့မလွတ်တဲ့အခင်းတွေလူခေါ်မရတဲ့အခင်းတွေကြရေမြုပ်သွားတာပေါ့လို့အဲ့တောင်သူကဆက်ပြောပါတယ် ရေမမြုပ်ခင်ရိတ်သိမ်းပြီးသွားတဲ့တောင်သူတွေလဲစိုက်ပျိုးချိန်ကကုံစင်းနှုံကြီးမျက်နာတွေနဲ့လမ်းပန်းဆက်သွယ်ရေးအခက်အခဲတွေကြောင့်လိုအပ်တဲ့သွင်းအားစုတွေမတုံးလိုက်ရလို့အထွတ်နှုံးကတိတိတတ်တာပိုလျော့တယ်လို့ဆိုပါတယ်လက်ရှိပေါ့စီအရနှမ်းတရင်ကိုတသိန်းခွဲနှစ်သိန်းဝန်းကျင်ပေါ့စီရှိနေပေမဲ့အခုလိုအခြေအနေတွေကြောင့်အထွတ်နှုံးရောတာတွေအပြင်ရိတ်သိမ်းချိန်ကလူအင်အားပိုပြီးတုံးလိုက်ရတာကြောင့် တောင်းသူတွေအရှုံးပေါ်နေတယ်လို့လည်းသိရပါဗျ။အရင်နှစ်တွေတုန်းကစိုက်ခင်းတွေရေနှစ်တာမျိုးရှိရာကြောင့်မြေကမ်းဘေးကတချို့အခင်းတွေမစိုက်ကြတော့ပဲနေကြပေမဲ့တချို့ကတော့တီးနှံတွေမစိုက်မဖြစ်လို့စိုက်ရတဲ့တောင်းသူတွေလည်းရှိတယ်လို့ဆိုပါတယ်။တချို့အခင်းသမားတွေဆိုရင်ရေလွှမ်းမဲ့နေရာတွေမှာသူတို့အခင်းရှိတယ်ဆိုရင်မမီလောက်တဲ့အချိန်ဆိုလုံးဝမဆိုင်ကြတော့ဘူးလွှတ်ထားကြတာအဲ့လိုမဟုတ်ပဲတောင်သူနဲ့ပဲအသက်မွေးကြတဲ့သူတွေကြာ ီအခင်းမှာမဆိုင်ရင်သူတို့အတွက်အဆင်မပြေတဲ့အတွက်တချို့တွေကြတော့စိုက်ကြတယ်ရေကလည်းမမှန်ဘူးလေအဲ့တော့ကံကိုယုံပြီးစိုက်ကြတာရှိတယ်လို့တောင်သူတွေရဲ့အခြေအနေကို သိတဲ့ဒေတာခန့်တူကပြောပါတယ်ဒါအပြင်ပေးရင်စိုက်တဲ့တောင်သူတူကလည်းရေတက်လာတာကြောင့်အမြန်ရေရင်မမီတော့တာကြောင့်မြုပ်သွားတယ်လို့ The Nation Voice ကိုပြောပါတယ် မကွေးတိုင်းထဲကမင်းဘူးမြို့နယ်မှာလည်းရေလွှမ်းခဲ့တာကြောင့်နှဲ့ဧကရာနဲ့ချီပျက်စီးခဲ့ပါသေးတယ်။ဆလင်းမြို့နယ်တဲက AR မြကန်းဘေးကတောင်သူတွေအပြင်ရေလုံငန်းနဲ့အသက်မွေးကြတဲ့တပ်ငါတွေလည်းကွန်ပြစ်ရမဲ့ပိုက်စီးကြီးတာငားမရတာနဲ့ငားရရင်လည်းရောင်းချဖို့အတွက်လမ်းပန်းဆက်သွယ်ရေးခက်ခဲတာတွေကြောင့်စားဝတ်နေရေးအခက်အခဲတွေရင်ဆိုင်နေကြရတယ်လို့တန်ငါတဲ့တူကလည်း The Nation Voice ကိုပြောပါရတယ်။ အဲ့ဒီဒေတာကန်တွေဟာဆင်မြူကျွန်းတညောင်လမ်းဘေးကရွာကန်တွေဖြစ်ပြီးအဲ့ဒီလမ်းပိုင်းဟာစီးရေးအခြေအနေပေါ်မူတည်ပြီးဒေတာကာကွယ်ရေးအဖွဲ့တွေက လမ်းပိုင်းအသုံးပြုခွင့်ကို ဆုံးဖြတ်ရတာကြောင့်လမ်းပန်းဆက်သွယ်ရေးအခက်အခဲရှိနေကြတာပါဆလင်းမြုံနယ်တွေက AR မြကန်ဘေးကဒေတာကန်အများစုဟာ တောင်သူနဲ့တန်ငါကိုပဲအသက်မွေးဝမ်းကြောင်းအနေနဲ့လောက်ကင်ကြတာပါ